နေတိုးနဲ့တူတယ်ပြောခင်ရလို့စိတ်ဆိုးကနေတိုးနဲ့မတူတဲ့အရာတခုကိုပြောလာတဲ့ငွေမုံရတီပရိသတ်များလုံးမမင်္ဂလာပါရှင်အီဂရစ်တန်ယာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်အယံကိုချောမောခန့်ညာပြီးတော့ယောက်ျားပိသားလာတဲ့နိုင်ငံကျော်မင်းသားနေတိုးနဲ့အမှားလို့ထင်ရလောက်အောင်ရုပ်ချင်းစင်တူတာကတော့ရွှေမုံရတီရဲ့ညီမငွေမုံရတီပဲဖြစ်ပါတယ် မွေးမွန်ရည်ဒီဆိုရင်အမဖြစ်သူရွှေမွန်ရည်ဒီနဲ့အင်မတန်ကိုကွာခြားတဲ့ရုပ်ရည်ရှိသူဖြစ်ပြီးတော့မိန်းကလေးဆိုပေမဲ့မသိရင်ယောက်ျားကြီးတစ်ယောက်လားထင်အားလောက်တဲ့အထိပါပဲမွေးမွန်ရည်ဒီကမိန်းကလေးဆန်ကျင်လုံးလုံးအလှပြင်းတဲ့အခါမှာပရိသတ်တွေကြားထဲမှာပို့ပြီးတော့နာမည်ကြီးသွားခဲ့ပါတယ်။လှလုံးလုံးနာမည်ကြီးရမဟုတ်ပဲနိုင်ငံကျော်မင်းသားနေတိုးနဲ့တပုံစံနဲ့ခွဲမရအောင်တူနီရဲ့အတွက်လူပြောများပြီးတော့နာမည်ကြီးနေရဖြစ်ပါတယ်။ တနေ့တနေ့နေတိုးနဲ့တူတယ်ဆိုပြီးအပြောခံရတာတွေများလာတဲ့အခါမှာတော့ငွေမုံရက်တွေလည်းအယံကို စိတ်ဆိုးသွားခဲ့ပါတယ်။ဒါကြောင့်သူမရဲ့မျက်နှာကနေတိုးနဲ့တူတယ်ထင်ရပေမယ့်လုံးဝကိုမတူညီတဲ့အရာတခုရှိတဲ့အကြောင်းကိုပေါ်တင်ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ရွှေမုံရည်ဒီနဲ့ငွေမုံရည်ဒီတို့ညီအမတွေကညီခဲ့တဲ့နှစ်ပိုင်းကတော့အနုပညာလောကကနေခဏတာကွဲပြောင်းနေကြတာပါ ရွှေမုံရည်ဒီကလည်းနိုင်ငံကျော်ထိပ်တန်းအကယ်ဒမီမင်းသမီးဖြစ်တယ်လို့ညီမဖြစ်သူငွေမုံရည်ဒီကလည်းအနုပညာအရာမှအထင်သေးစရာတော့မဟုတ်ပါဘူး။ဒါကြောင့်မလို့ခဲဟိုဖြစ်တဲ့ရွှေထူးနဲ့အတူပူးပေါင်းပြီးတော့တချင်းတပုတ်ကိုတီဆိုဖျော်ဖြေခဲ့တဲ့နေရာမှာအရန်နာမည်ကျော်ကြားလာခဲ့ပါတယ်။အတန်ကလည်းကောင်းပေမဲ့မသိရင်ရွှေထူးနဲ့တွဲဖက်ပြီးတော့ဖျော်ဖြေနေရတာကနေတိုးကြီးဖြစ်နေမလားလို့ဝေဖန်တဲ့တွေကလည်းပေါ်ထွက်ခဲ့ပါတယ်။ စပင်းတူးတက်ထားတဲ့နေတိုးဆိုပြီးတော့ဝေဖန်မှုတွေကအရန်ကိုပြင်းထန်နေခဲ့ပြီးတော့နေတိုးရဲ့အမွာညီမလားအဖေမတူအမေခွဲလားဆိုပြီးစားနောက်နေကြတာတွေလည်းအများပြားပဲဖြစ်ပါတယ်။ဒါကြောင့်ငွေမုံရတီလည်းသူ့ကိုနေတိုးနဲ့တူတယ်လို့ပြောကြတာကြောင့်မစားနိုင်မတောင်းနိုင်စိတ်ဆိုးသွားခဲ့ပြီးတော့အိတ်ရတဲ့တောင်လဲသွားခဲ့ရတယ်လို့သိရပါတယ်။ သူမရသူနေတိုးကချောချင်ချောမချောချင်နေယောက်ျားဆန်ဆန်ရုပ်ရည်ကြီးနဲ့တူတယ်လို့အပြောခံရတာကိုတော့ဘယ်မင်းကလေးကမှသဘောမကျပါဘူး။ဒါကြောင့်ဝေမွန်ရည်ကလည်းစိတ်ဆိုးပြီးတော့အိတ်ရတယ်လဲသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့နေတိုးနဲ့လုံးဝမတူညီတဲ့အချက်တခုကိုထုတ်ပြောလာခဲ့ပါတယ်။အဲ့ဒါကတော့အလုံးသိတဲ့အတိုင်းနေတိုးကယောက်ျားကြီးဖြစ်ပြီးတော့သူမကမိန်းမဖြစ်နေရပဲဖြစ်ပါတယ်။အဲ့ဒီအတွက်မတူညီတဲ့နေရာတွေကတော့လုံးဝကိုမတူညီကြပါဘူး။ဒါကြောင့်အပေါ်ယံမျက်နှာလေးကတော့နေတိုးနဲ့တူတယ်ဆိုပြီးထင်ကျင်စရာရှိနေပေမယ့်တကယ်တမ်းအဓိက ောက်နေရာတွေကတော့လုံးဝမတူကြောင်ဝင်းမုံရည်ဒီကပြက်သားစွာနဲ့ပြောလာခဲ့ပါတယ်။သူမကအချိန်မင်းသမီးရွှေမုံရည်ဒီရဲ့ညီမဖြစ်တာကြောင့်ပြက်မပြောပဲငြိမ်ခံနေရင်သာငြိမ်ခံနေပေမဲ့လည်းအခုလိုပြန်ပြောတဲ့အခါမှာလည်းထိမိစွာနဲ့တုံ့ပြန်ပြောဆိုလာတတ်ပါတယ်။သူမနေရာမှာတခြားသောယောက်ျားလေးတယောက်ကတော့နေတိုးနဲ့တူတယ်ဆိုရင်ဝမ်းသာပြီးတော့ကောက်ကုန်နေမှာဖြစ်ပါတယ်။သူမကတော့ယောက်ျားကြီးဖြစ်တဲ့နေတိုးနဲ့တူတယ်လို့နည်းနည်းမှအပြောမခံနိုင်ပါဘူး။ ဒါကြောင့်မလို့နေတော့ကယောက်ျားအစ်ဖြစ်ပြီးသူမကမိန်းမအစ်ဖြစ်တဲ့အတွက်အဓိကနေရာတွေကတော့မတူညီကြောင်းပြည်သက်တွေကိုပြတ်သားစွာနဲ့တုံ့ပြန်လာခဲ့ပါတယ်။ရွှေမုံနဲ့ငွေမုံတို့ညီမကလက်ရှိမှာအနုပညာအလုပ်တွေကိုပြန်လည်လုပ်ကင်ဖို့အတွက်ပြည်သက်ရှိကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကြော်ညာတွေကိုလည်းလက်ခံရိုက်ကူးနေပြီးတော့ငွေမုံရတီကရွှေထူးနဲ့ပူးပေါင်းပြီးသချင်းတွေတီးဆိုးဖျော်ဖြေရင်းနဲ့အောင်မြင်တဲ့အစောတော်ကြီးတယောက်ဖြစ်အောင်လှုံ့ဆော်သွားတော့မှာဖြစ်ပါတယ်။ အဓိကနေရာတွေမတူညီကြပါပဲမျက်နှာချင်းတော့တူညီနေကြတဲ့နေတိုးနဲ့ငွေမုံရည်တို့ပေါ်မှာပြည်သက်ကြီးတို့ရောဘယ်လိုမျိုးထင်ကြပါသလဲရှင်အစုံတည်ကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်